အားလုံးပဲမင်္ဂလာပါတရှိခွန်ကားပြည်တွင်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဆရာကတော့တာရုံရဲ့လက္ခဏာပြရာဆရာဆရာရဲအောင်ပဲဖြစ်ပါရယ်ဒီကနေ့မှာတော့ဒီတပတ်တာကာလာအတွင်းမှာပြောင်းလဲလာမယ့်ကင်ဆာတာအထူးသဖြင့်တော့900သားသမီးများအားလုံးရဲ့ဟိုကင်ဆာတာအသေးစိတ်ကိုဆရာကတာရုံနဲ့ဖတ်ကြားပေးသားမှာဖြစ်ပါရယ်အဲ့တော့ခေါင်းထဲသားသမီးများအားလုံးကတရချင်းစီအလိုက်ပေါ့နော်အာနေသားအလိုက် ဘာလို့မျိုးတွေပြောင်းလဲလာမလဲဘာတွေဖြစ်လာမလဲဘယ်လိုကံစရာအပြောင်းလဲတွေကိုကြုံရမလဲကံအခွင့်အလမ်းတွေဘယ်လိုမျိုးရရှိလာမလဲဆိုတာကိုတော့ဆရာနဲ့တူကြည့်လိုက်ရအောင်အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံခြင်းနာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းရှယ်ယာလေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube Channel လေးကိုလည်း Subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ ကဲပထမဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့တပတ်တာကန်စတာလေးကိုပြောပြသွားမှာဖြစ်ပါတယ်ကဲတနင်္ဂနွေသားသမီးတွေပထမဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့လုပ်ငန်းကန်စတာလေးကိုပြောပြမှာမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းသစ်တွေပေါ်လာဖို့ရှိတယ်လုပ်ငန်းသစ်မှာမှအထူးသဖြင့်တော့ ကိုဝါသနာပါရလမ်းကြောင်းမှာကန့်ညီတဲ့လုပ်ငန်းမျိုးတွေနဲ့ပို့ပြီးတော့အဲအံဝင်ခွင့်ကြဖြစ်စရာလေးတွေပေါ်လာမယ်လုပ်ငန်းခွင့်လန်းတွေရလာဖို့ရှိတယ်လုပ်ငန်းကံလေးတော့တော်တော်လေးကောင်းမွန်ပါလိမ့်မယ်မကြခင်မှာကိုယ့်အတွက်ပုံမကောင်းမွန်တဲ့နေရာတစ်ခုပုံမကောင်းမွန်တဲ့ဒီလုပ်ငန်းတစ်ခုရရှိပိုင်ဆိုင်လာပါလိမ့်မယ်နော်ဒုတိယတစ်ခု ဒုတိယတစ်ခုအနေနဲ့ကကြတော့ငွေကြေးကံလေးဖြစ်ပါတယ်အဲ့တော့ငွေကြေးကံစရာအနေနဲ့ကကြတော့ငွေကြေးပိုင်းနေမှာငွေရပေါက်ရလန်းနေတဲ့ငွေကုန်စရာတွေပေါများနေတတ်ပါတယ်ဘယ်လိုမျိုးငွေကုန်စရာတွေပေါများမလဲဆိုတော့ကိုယ့်ရဲ့မိသားစုရဲ့ကိုယ့်ရဲ့အိမ်ကိစ္စတွေကိုယ့်ရဲ့မိသားစုကိစ္စတွေကြောင့်ငွေကုန်ကြေးကြတွေများမယ်ငွေထွက်စရာတွေပေါ်လာဖို့ရှိပါတယ်ငွေနဲ့ပတ်သက်ပြီးတော့ငွေကအထွက်ပိုင်းကိုဥတည်နေတတ်ပါတယ်โอเคနောက်တစ်ခုအနေနဲ့ကကြတော့ ကိုယ့်ရဲ့ပေါ့နော်ဒီပညာရေးကံစတာအဲ့တော့ပညာရေးကံစတာ ਨੇ ပတ်သက်ပြီးပြောမယ်ဆိုတော့ပညာပိုင်းတွေမှာတော့အထက်လူကြီးအကြီးအကဲဆရာကောင်းတမကောင်းတွေနဲ့တွေ့ရှိရတာမျိုးတွေပြီးတော့ကိုဝါသနာပါနေတဲ့သင်ကြားနေတဲ့လက်ရှိသင်ကြားနေတဲ့ပညာရေးပိုင်းမှာထူးချုံမှုတွေရလက်ကောင်းတွေပိုင်ဆိုင်လာတာမျိုးတွေဂျုံလာဖို့ရှိတယ်။အစီအစဉ်တကြပို့ပြီးတော့ကောင်းပွန်လာမယ်ကံစတာမျိုးတွေရရှိပိုင်ဆိုင်လာနိုင်မယ်အဆင်ပြေမယ်ပေါ့နော်။နောက်တစ်ခုအနေနဲ့ကကြတော့ ကိုယ့်ရဲ့ဒီပေါ့နော်အခြေအကံအဲ့တော့အခြေအကံအနေနဲ့ကကြတော့အခြေအပိုင်းမှာတော့အခြေအကံစတာကဟိုဒရိဟာလေးတွေများနေတယ် ဘာကိုအဓိကရွေးချယ်ရမလဲဘာကကိုယ့်အတွက်ဒီရွေးချယ်သင့်လဲဆိုတဲ့အရာတွေကိုကိုကိုယ်တိုင်ကဟောနည်းနည်းခေါင်းအေးနဲ့စဉ်းစားပြီးတော့ဆုံးဖြတ်မှာပဲကောင်းလိမ့်မယ်မဟုတ်ဘဲနဲ့အချိန်ခဏလေးနဲ့ပေါ့နော်ဖြတ်ကနေဆုံးဖြတ်ချလိုက်တာမျိုးမြင်းမြင်းဆန်းဆန်းနဲ့ဟောအဖြစ်ပေးလိုက်တာမျိုးမြင်းမြင်းဆန်းဆန်းနဲ့ဒီရန်ခွဲလိုက်တာမျိုးလေးတွေကတော့ကိုယ့်အတွက်အဲမှားယွင်းတဲ့အရာမျိုးလေးဖြစ်သွားတတ်တယ်အဲ့တော့အဆက်ဆက်အရာသတိထားပေးရမယ်ဂရုစိုက်ပေးရမယ်အဲ့တော့ဒီကာလာထဲမှာတော့ စိတ်ရှိရှိလေးနဲ့ပဲကိုယ်တည်းစဉ်းစားဆုံးဖြတ်ပြီးတော့ပဲလောက်တာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျ။ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးကန်လေးဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးကန်နေနဲ့ကကြတော့ကျမ်းမာရေးဘိုင်းမှာဒီအပူနဲ့ပတ်သက်တာတွေအပူချက်တာတွေပြီးတော့ဒီကအပူများတာမျိုးတွေလေဘင်းလေဘင်းလေချောင်းနဲ့ပတ်သက်ပြီးတော့လေချောင်းနာတာပြီးတော့နောက်တစ်ခုကကြတော့အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာကျမ်းမာရေးရှူချမှုလေးတွေတွေ့ရှိရတတ်ပါတယ်နောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကန်ဆာတာအနေနဲ့ဆိုတာအထက်ပေါ့နော်ဒီပြောင်းလဲလာမယ်ကန်ဆာတာလေးပေါ်မှာပုံမကောင်းပုံနဲ့ကောင်းပုံလောက်အညံ့နေပြောင်းကင်းသွားအောင်ပြုလုပ်ပေးရမယ့်ရည်ရည်လေးကိုပြောပြခြင်းပါတယ်အဲ့တော့အညံ့နေပြောင်းဖို့အတွက်ဆိုရင် ာပြုတ်လုပေးရမယ့်ရည်ရည်အနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ပြားလေးမှာနွားနို့လေးပူပူတစ်ခွက်လေးနွားနို့ပူပူလေးတစ်ခွက်ပေါ့အဲကိုယ့်ရဲ့အိမ်ပြားလေးမှာလူတန်းပေးပါလူတန်းတဲ့ခါကျရင်လည်းတနင်္ဂနွေသားသမီးဖြစ်တဲ့တနင်္ဂနွေနေ့မနက်9:45အချိန်တိတိကျကျလေးမှာကိုယ်တိုင်ကိုကြလေးလူတန်းပြီးတော့ကိုယ့်ရဲ့ကံစရာညာလေးတွေပျောက်ကင်းသက်သာစွာဖို့အတွက်ဆူတောင်းပေးလိုက်ပါနော် ကဲတနင်္လာသားသမီးတွေရဲ့ဒီပြောင်းလဲလာမယ်ကန်စတာလေးကိုဆရာကပြောကြပေးသားမှာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကဒီတပတ်တာကာလအတွင်းမှာလုပ်ငန်းတွေလုပ်ငန်းကံတွေဘာတွေဖြစ်လာမလဲအဲ့တော့လုပ်ငန်းကံတွေနဲ့ကတော့စက်တူလုပ်ငန်း share လုပ်ငန်းဒီတော့ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေမှာအလွန်ကိုကန်စတာကောင်းမွန်မှုတွေရရှိလာနိုင်မယ် ်လုပ်ငန်းနဲ့ပတ်သက်ပြီးအလုံးချောင်နေတာမျိုးအလုံးချောင်ထားတဲ့လူတွေနေတဲ့ကတော့လုပ်ငန်းတွေရလာမယ်အလုံးသိရလာတာမျိုးတွေပုံလာဖို့ရှိတယ်လုပ်ငန်းရှာနေသူများအနေနဲ့ကလောက်ကန်လေးတော်တော်ကောင်းမွန်နေတယ်မှာပါတယ် ဒုတိယတစ်ခုဒုတိယတစ်ခုအနေနဲ့ကကြတော့ငွေကြေးကံဖြစ်ပါတယ်အဲ့တော့ငွေကြေးကံအနေနဲ့ကကြတော့ငွေကြေးပိုင်းဆိုင်ရာမှာအဲဒီကြွေးတင်လာတာမျိုးတွေငွေချင်းငားနေတာမျိုးတွေငွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်မှုလေးတွေမကြခင်မှာပျောက်ကင်းသွားလိမ့်မယ်ရော်ဝါးသွားလိမ့်မယ်ကင်ဆာကောင်းမွန်မှုတွေရရှိလာလိမ့်မယ်မြုပ်နေတဲ့ငွေကြေးတွေရှိရဆိုလဲမကြခင်မှာပြန်လည်ပြီးတော့ပေါ်လာဖို့ရှိပါတယ်ဒီတစ်ပတ်တာကာလာတွင်းကငွေတွေအထွက်ထက်ဆိုင် အဝင်တွေပြန်လာလိမ့်မယ်ငွေဝင်လာဖို့ကိစ္စလေးတွေပေါ်လာဖို့ရှိပါတယ်အဆက်ဆက်ရအဆင်ပြေလာပါလိမ့်မယ်နော် ပြီးနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ပညာရေးကန်စတာလေးဖြစ်ပါတယ်အဲ့တော့ပညာရေးကန်စတာအနေနဲ့ကကြတော့အေးကိုကတနင်္ဂနွေနေ့မှာတွားရောက်ပြီးတော့သင်ညာသင်ကြားရတာမျိုးတွေကိုနဲ့ဟိုပညာရေးနဲ့ပတ်သက်ပြီးတော့ဗောနောငွေကုန်ကြေးကြလေးတွေများနေတာမျိုးတွေပညာရေးမှာအားစိုက်ထုတ်ပြီးတော့အချိန်ပေးနေရတာမျိုးတွေရှိနေတတ်ပါတယ် ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေအကံဖြစ်ပါတယ်အဲ့တော့အခြေအကံအနေနဲ့ကကြတော့အခြေမှာကိုယုံကြည်ကြတဲ့လူတွေရဲ့ပေါ့နော်အလိမ်ညာစကားတွေကြားရတာမျိုးကိုနဲ့တဟဆရာမဖြစ်တဲ့လူတွေနဲ့စကားများနေရတာမျိုးလေးကိုပတ်ဝန်းကျင် မှာရှိတဲ့လူတွေကကိုကသုံးဆိုသူတို့ကလေးဖြစ်နေတာမျိုးအဲကိုနဲ့အမြင်မတူတာမျိုးလေးတွေကြောင့်မကြခဏဆိုဆိုစကားများစရာလေးတွေတုံနေရတတ်ပါတယ်ဒါကတော့အခြေခံစရာလေးဖြစ်ပါတယ် ကျမ်းမာရေးကန်စရာအဲ့တော့ကျမ်းမာရေးကန်စရာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျမ်းမာရေးမှာတော့အစာအိမ်နဲ့ပတ်သက်တာတွေအစာမကြေတာတွေလေထုလေအောင်ဖြစ်တာမျိုးလေးတွေကြောင့်ဆေးရုံဆေးကန်းမကြာခဏသွားနေရတတ်ပါတယ်ကျမ်းမာရေးမှာတော့ဝမ်းပိုင်းနဲ့ပတ်သက်ပြီးခြူချာမှုလေးတွေနဲ့ကြုံတွေ့နေရတတ်ပါတယ်အဲ့တော့ကန်စရာလေးတွေပြောပြီးတဲ့နောက်မှာတော့ကန်စရာတွေပျောက်ကင်းသက်သက်သွားဖို့အတွက်ပြုလုပ်ပေးရမယ့်ရည်ရည်လေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ပြုလုပ်ပေးရမယ့်ရည်ရည်လေးအနေနဲ့ကကြတော့လိမ္မော်ရည်လေးတစ်ခွက်ပေါ့နော်လိမ္မော်ရည်အေးလေးတစ်ခွက်ရေကလေးနဲ့ကိုက ိုကိုတိုင်ပေါ့နော်ကိုတိုင်ကိုကြလေကိုရဲ့အိမ်ဘရားလေးမှာပူတော်ပေးရမယ်ကက်လူပေးရမယ်ပြီးတော့ဆူတောင်းပေးရမယ်ပေါ့နော်ဒါလေးကတော့ရေရရလေးဖြစ်ပါတယ်လိန်မော်ရီလေးတစ်ခွက်ကိုရဲ့အိမ်ဘရားလေးမှာလူရန်ပြီးတော့အဆအဆရအစင်ပြောင်းဆူတောင်းပေးလိုက်ပါတဲ့ကံကြမ္မာလေးတွေပုံမကောင်းမလာလိမ့်မယ်ကံအညာလေးတွေလည်းကျော်ပါသွားပါလိမ့်မယ်နော်ကဲတဏ္ဍာသာသမီတွေပြီးသွားရင်တော့မှာတော့အင်္ဂါသာသမီတွေရဲ့ဒီပြောင်းလဲလာမယ်တပတ်တာကံစရာလေးကိုပြောပြသွားမှာဖြစ်ပါတယ် ဒီတပတ်တာမှာအင်္ဂါသားသမီးတွေကတော့ဘယ်လိုမျိုးကန်စတာအပြောင်းလဲတွေဘယ်လိုမျိုးကန်ခွန်လန်းတွေရရှိလာမလဲဘယ်ဘိုင်းတွေမှာအားသာချက်တွေအားနည်းချက်တွေရှိနေလဲကြည့်ရအောင်ကဲလုပ်ငန်းကန် လုပ်ငန်းကနေပတ်သက်ပြီးတော့အောက်လက်ငယ်သားတွေအကြောင်းစိတ်ညစ်စရာလေးတွေစိတ်ပင်ပန်းစရာလေးတွေစိတ်ပူပန်စရာလေးတွေကြုံရတတ်ပါတယ်အဲ့တော့လက်တလုံးမှာတော့ပြောရရင်တော့ကောင်းရင်းဆိုးခြင်းကတော့ဒွန်တွဲနေနေမယ်အဲ့တော့တစ်ဖက်ကကောင်းတာကကျတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းတွေတွေကောင်းမွန်မှုလေးတွေအဲနာမည်ရတာမျိုးလေးရလာဖို့ရှိတယ်လို့တစ်ဖက်ကလည်းကိုယ့်ရဲ့ဒီအောက်လက်ငယ်သားတို့အငယ်တွေသူ့ရဲ့အဲကိုယ့်မိသားစုဝင်တွေမှဆိုလဲကိုယ့်ရဲ့အငယ်တွေကိုယ့်ထက်ငယ်တဲ့လူတွေအောက်လက်ငယ်သားတွေငယ်ရွယ်သူတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေ စိတ်ဒုက္ခဖြစ်စရာလေးတွေကြုံတွေ့နေရတတ်ပါတယ်။နောက်တစ်ခုဒုတိယတစ်ခုအနေနဲ့ကကြတော့ငွေကြေးကံအဲ့တော့ငွေကြေးကံစတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုတော့ငွေကြေးကံမှာအဲငွေကုန်ကြေးကြလေးတွေများနေမဲ့ကာလတစ်ခုဖြစ်တဲ့လိုအပ်တာတွေရော မလိုအပ်တာတွေရောကြောင့်ကိုကိုတိုင်ကငွေအထွက်လေးတွေအဲငွေသုံးလက်ဖွာနေတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ ငွေကတော့ဝင်လာမယ်ဝင်လာတဲ့ငွေကလည်းအမျိုးမျိုးသောအကြောင်းအရာတွေမလိုအပ်တာတွေလိုအပ်တာတွေကြောင့်ငွေထွက်နေတာမျိုးလေးတွေကြုံရတတ်ပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးအဖက်မတင်တာမျိုးလေးတွေလက်တော်ကာလာတွေမှာကြုံတွေ့ရတတ်ပါတယ် နောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ပညာရေးကန်စတာလေးဖြစ်ပါတယ်အဲ့တော့ပညာရေးကန်နဲ့ပတ်သက်ပြီးတော့အင်္ဂါသားသပီးတွေရဲ့ပညာရေးကန်စတာကတော့ပညာရေးကရလက်ကောင်းတွေရလာဖို့ရှိတယ်စံမွေးဖြစ်ဆိုတာတဲ့လူမျိုးဒါမှမဟုတ်ရင်သင်တန်းတွေဖြစ်တာတဲ့လူမျိုးအနေနဲ့ကတော့ဒီကလာထဲမှာရလက်ကောင်းလေးတွေအမှတ်ကောင်းလေးတွေဘွဲ့ဒီဂရီရတာမျိုးလေးတွေဒီပလိုမာတွေရလာတာမျိုးလေးတွေဂျုံလာဖို့ရှိပါတယ်အဲ့တော့ပညာရေးအသစ်တွေဆိုတာတဲ့ဖြည့်ဆိုတာတဲ့ပညာရေးကရလက်ကောင်းတွေပိုင်ဆိုင်မဲ့ကလာတစ်ခုဖြစ်ပါတယ် နောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့အဒီပေါ့နော်အခြေခံစတာပေါ့နော်အခြေခံစတာနဲ့ပတ်သက်ရင်တော့ကိုထင်းရာကိုကိုကဟိုဒီဇိုင်းမက်မက်ကြီးလုပ်နေတာမျိုးတွေအဲကိုလိုချင်တဲ့အရာတခုကိုဖြစ်ချင်တဲ့အရာတခုကိုစူးစမ်းပြီးဖန်တီးနေတာမျိုးလေးတွေဂျုံနေရတတ်တယ်အဲ့တော့တပတ်သက်ဆန်တဲ့အခြေရင်းမျိုးတွေကိုပိုင်းဆိုင်နေရတတ်တယ်အဲကိုအတွက်ပေါ့နော်နည်းနည်းလေးစိတ်သဘောထားချင်းကိုဘက်ကဆွဲပြီးကိုဘက်ကစူးစမ်းပြီးကိုဘက်ကပြုပြင်နေရတဲ့ အခြေရင်းမျိုးကိုရရှိနေတတ်ပါတယ်အဲ့တော့ပင်ပန်းနေလိမ့်မယ်စိတ်ပင်ပန်းမှုတွေစိတ်နှုတ်ရှက်ဖြစ်စရာလေးတွေအဲစိတ်ဒုက္ခလေးတွေများနေရတတ်ပါတယ်เนาะအခြေရင်းနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးပါအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘယ်ပိုင်းကဏ္ဍလေးတွေမှာပို့ပြီးတော့ကံညံ့နေလဲဆိုရင်တော့ကံစရာနဲ့ပတ်သက်ပြီးတော့ကတော့ အုံနောက်နဲ့ပသက်တာတွေအအောင်ကျောင်းနဲ့ပသက်တာတွေအဲ့တော့မျက်စိအားနဲ့တာမျိုးအအောင်ကျောင်းအားနဲ့တာမျိုးတွေကြောင့်ခေါင်းကိုကိုက်တာမျိုးတွေကြမ်းမာအချူချာမှုလေးတွေကြုံရတတ်ပါတယ်အဲ့တော့ဒီကလာထဲမှာဒီတစ်ပတ်တာကလာထဲမှာကြမ်းမာရင်းနဲ့ပတ်သက်ရင်တော့ဒီကန်နာလေးတွေကိုတော့သတိထားပြီးတော့ပဲဂရုစိုက်စေချင်ပါတယ်ကဲ ပြောပြီးတော့ကန်စရာကြီးပြောပြီးတဲ့နောက်မှာတော့ကိုယ့်ရဲ့ပြုလို့ရမယ်ဒီရတရားလေးကိုပြောပြပါမယ်ပြုလို့ပြရမယ်ရတရားအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာဒီကိုသီးဆောင်ရေကမ်းမုန်လေးပေါ့နော်သီးဆောင်ရေကမ်းမုန်လေးတပွဲကိုလူတန်းပြီးတော့အဆက်ဆက်ရအစီပြောင်းကန်စရာခွင်လန်းလေးတွေပိုကောင်းလာအောင်ရရှိလာမယ်ကန်စရာလေးကိုလည်းကောင်းတဲ့ကောင်းမွန်လာပြီးတော့အញ្ញက်တွေလည်းပြောက်ကင်းသွားဖို့အတွက်ပြုလို့ပြရပါမယ်ဒါလေးကတော့အင်္ဂါသာသမီတွေရပြုလို့ပြရမယ်ရတရားလေးဖြစ်ပါတယ် ကဲအင်္ဂါသားသမီးတွေပြီးသွားတဲ့နောက်မှာတော့ဗုဒ္ဓဘူးသားသမီးတွေရဲ့ပြုလုပ်ပေးရမယ်ဒီပေါ့နော်ကန်စတာလေးနဲ့ဒီဆောင်ရဆောင်ရလေးတွေကိုပြောပြသမှာဖြစ်ပါတယ်ကဲဗုဒ္ဓဘူးသားသမီးတွေကတော့ဘယ်လိုမျိုးကန်စတာလေးတွေကိုပိုင်ဆိုင်နေရမလဲဘယ်လိုမျိုးကန်စတာတွေနဲ့ကြုံတွေ့လာရဖို့ရှိလဲကြည့်လိုက်ရအောင် ကဲဗောဓဘူသားသမီးတွေနဲ့ပတ်သက်ပြီးကန်စရာလေးကိုတစ်ချက်ကြည့်မယ်ပေါ့နော်အဲ့တော့ဗောဓဘူသားသမီးတွေရဲ့ကန်စရာတဲကမှပထမဆုံးကန်စရာဖြစ်တဲ့လုပ်ငန်းကံအဲ့တော့လုပ်ငန်းကံနဲ့ပတ်သက်ရင်တော့လုပ်ငန်းကအခွင့်အလမ်းတွေဆိုတာတဲ့ပေါ့နော်ကုညီမဲ့လူမျိုးမားသားမဲ့လူမျိုးကိုယ့်ကိုပြောရင်တော့ဟိုနှုတ်ဆောင်ပါခြင်းကိုယ်ဆောင်ပါခြင်းနဲ့ပြုတ်လုပေးမဲ့လူမျိုးတွေပေါ်လာဖို့ရှိပါတယ်အဲ့တော့အဆက်အသွယ်ရအစီအပြေမဲ့ပို့ပြီးတော့ဒီပေါ့နော်ဟို အခွင့်အလန်းဆိုတာတဲ့ပေါ့နော်အဆက်အသွယ်ကောင်းနေရလာမယ်ကာလတစ်ခုလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့လုပ်ငန်းကံလေးပေါ့နော်ဒုတိယတစ်ခုအနေနဲ့ကကြတော့ငွေကြေးကံလေးဖြစ်ပါတယ်အဲ့တော့ငွေကြေးကံအနေနဲ့ကကြတော့ဘာတွေတူတူကြကြဖြစ်လာမလဲပေါ့နော်အဲ့တော့ငွေကြေးကံနဲ့ပတ်သက်ပြီးတော့အမျိုးသမီးကြောင့်အမျိုးသမီးတဦးကြောင့်ပေါ့နော်ငွေကုန်ကြေးကြတယ်များနေမယ်သူ့ရဲ့လိုအပ်ချက်တွေသူ့ရဲ့အခက်အခဲတွေကိုဖြေရှင်းပြီးတော့ကိုယ်စီမံငွေတွေရောပါသွားပြီးတော့ နည်းသွားတော့အောင်ဖြစ်ကြပါတယ်အဲ့တော့ဗိုလ်ထုသသမီးအနေနဲ့ကတော့အမျိုးသမီးတအူးကြောင့်ငွေကုန်ကြေးကြတယ်များနေမယ်ငွေအဖက်မတင်ဖြစ်နေတာမျိုးတွေငွေနဲ့ပတ်သက်ပြီးတော့စိတ်ကြောကဖြစ်စရာလေးတွေဂျုံတွေ့ရတတ်ပါတယ်ကဲနောက်တစ်ခုကန်စရာနောက်တစ်ခုကန်စရာအနေနဲ့ကကြတော့ငယ်သူများအနေနဲ့ပညာရေးကံဖြစ်ပါတယ်အဲ့တော့ပညာရေးကံနဲ့ပတ်သက်ရင်တော့ပညာရေးမှာဒီကလာတွေက နှစ်ကြိမ်နှစ်ခါကြိုးစားပြီးမှပဲပညာရေးကန္တရာကောင်းမွန်မှုလေးတွေရရှိလာဖို့ရှိပါတယ်။ဘာပဲလုပ်လို့နှစ်ကြိမ်တခါဘလို့ပဲဖြစ်ဖြစ်ပေါ့နော်။ဆောင်ဝဲဆိုလဲဆောင်ဝဲကိစ္စကနှစ်ကြိမ်တခါကြိုးစားရတာမျိုးတွေအဲပြီးတော့ကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့နှစ်ကြိမ်တခါခက်ခဲမှုတွေကြောလုံးပြီးမှပဲအဆက်ဆက်ရအစီပြေသွားတာမျိုးတွေကြုံလာဖို့ရှိပါတယ်။ပို့ပြီးတော့ကောင်းမွန်လာဖို့အတွက်ကတော့ကြိုးစားမှုတွေရလက်ကောင်းတွေအတွက်ဇွဲလုံးလာဝရိယာတွေအားစိုက်ထုတ်ဖို့လိုအပ်ပါလိမ့်မယ်။နောက်တစ်ခုနောက်တစ်ခုနေတဲ့ကကြတော့အခြေခံဖြစ်ပါတယ်။အဲ့တော့အခြေခံနေတဲ့ကကြတော့ လက်တလောမှာတော့သက်သက်လုတ်ချစ်ခံနေရမယ်အခြေအမျိုးကိုရရှိပိုင်ဆိုင်နေရပါမယ်ဘယ်လိုမျိုးပိုင်ဆိုင်ရမလဲဆိုတော့ကိုယ့်ကိုတစ်ဖက်သက်လာပြီးချစ်တာမျိုးတစ်ဖက်သက်ချစ်ခွင့်မှန်တာမျိုးတွေအဲကိုယ့်ကိုသဘောကျနေတဲ့လူတွေရဲ့ပေါ့နော်ဟိုချစ်ချောင်းပြောတာမျိုးချစ်ခွင့်မှန်တာမျိုးတွေလည်းကြားလာဖို့ရှိပါတယ်အခြေအမှတော့ခေါင်းခေါက်ပြီးရွေးချယ်လို့ရတဲ့ကာလတစ်ခုကိုပိုင်ဆိုင်နေမှဖြစ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ ကိုယ့်ရဲ့ပေါ့နော်ဒီကျမ်းမာရေးကန်တာဖြစ်ပါတယ်အဲ့တော့ဗိုလ်ဘူးသားသမီးတွေရဲ့ကျမ်းမာရေးကန်တာအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လက်တလုံးမှာတော့ဒီရင်ဘက်အောင်နာနှလုံးအောင်နာပြီးတော့သွေးရနေတာမျိုးတွေအကြောင်းကျမ်းမာရေးချူချာမှုလေးတွေဂျုံဝဲရတတ်ပါတယ်အဲ့တော့ကန်တာနဲ့ပတ်သက်ပြီးပြောပြတဲ့နောက်မှာတော့ပြုတ်လုပ်ပြရမယ့်ရေရာလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ပြုတ်လုပ်ပြရမယ့်ရေရာလေးနေနေကကြတော့ကိုယ့်ရဲ့ဒီပေါ့နော်အိမ်ဖျားလေးမှာလက်ဖက်လေးပုံလေးလူတန်းပြီးတော့ဆူတောင်းပြီးပါ ပကံလေးပေါ့နော်ရွှေနှားကိုပါတဲ့ပကံလေးမှာလက်ဘက်လေးပုံလေးပုံပြီးတော့ကိုကဖျားမှာကပ်ပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုတော့ကိုယ့်ရဲ့ကံညံ့နေပျောက်ကင်းသွားပြီးတော့ကံကောင်းမှုတွေပို့ပြီးတော့ရရှိလာမှာဖြစ်ပါတယ်ဒါလေးကတော့ပြုလုပ်ပေးရမယ့်ကြံစည်လေးဖြစ်ပါတယ်ကဲဘောဓုသာသမီးတွေပြီးသွားရင်နောက်မှာတော့ဂျာတာပရိသသမီးတွေရဲ့တပတ်တာကန်စတာလေးကိုပြောပြသွားမှာဖြစ်ပါတယ်။ ကေဂျာတာဘေးသမီးဒီကကောဘယ်လိုမျိုးသိတဲ့တာပြောင်းလဲလာမလဲအဲ့တော့ပထမဆုံးလုပ်ငန်းခန့်နဲ့ပတ်သက်ပြောချင်ပါတယ်လုပ်ငန်းခန့်နဲ့ပတ်သက်ပြီးအမျိုးသမီးတွေရဲ့အကူအညီမဆောက်မှုတွေကြောင့်လုပ်ငန်းတွေပေါ်လာဖို့ရှိပါတယ်ရာထူးတို့ချင်းလာတာတို့ချင်းတွေလည်းရရှိလာဖို့ရှိပါတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အထက်လူကြီးအကြီးအကဲအထူးသဖြင့်တော့အမျိုးသမီးအကြီးအကဲတွေကြောင့်ပို့ပြီးတော့လာစာတွေရာထူးတွေတိုးလာတာမျိုးတွေကိုယ့်ရဲ့ဟိုပြောရင်တော့ ကိုကို flavor ပေးတာမျိုးတွေအဲကိုကိုအရန်กว่าအဲ့လိုစောင့်ကြည့်ပြီးတော့ကိုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေတဲ့ကာလတစ်ခုကိုရရှိပိုင်ဆိုင်နေတာမျိုးဖြစ်ပါတယ်။ကဲဒုတိယတစ်ခုဒုတိယတစ်ခုအနေနဲ့ကကြတော့ငွေကြေးကန်လေးဖြစ်ပါတယ်။အဲ့တော့ငွေကြေးကန်နဲ့ပတ်သက်ပြောမယ်ဆိုတော့ငွေကြေးကနှစ်ဘက်နှစ်လမ်းကငွေရတဲ့ငွေရပေါက်ရလမ်းတွေများနေမယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့အာပြောရရင်တော့ကိုဝါသနာပါရတွေကကောကိုရဲ့လုပ်ငန်းကကောဝင်လာတာမျိုးလေးတွေရရှိလာဖို့ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးအဆင်ပြေလာဖို့ရှိပါလိမ့်မယ်နော်။ ပညာရေးကန္တရာအဲ့တော့ပညာရေးကန္တရာနဲ့ပတ်သက်ပြောမယ်ဆိုတော့ဘာသာစကားနဲ့ပတ်သက်တာတွေနိုင်ငံခြားလူမျိုးခြားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေဘာသာစကားမျိုးတွေပညာရေးကန္တရာမျိုးတွေပို့ပြီးတော့ကံအခွင့်အလမ်းတွေပေါ်လာဖို့ရှိတယ်ထူးထူးခြားခြားကိုယ့်စီကိုရရှိလာတဲ့တယ်ကိုကိုယ်တိုင်ကစ조사ပြီးတော့ဒီနေရာကိုဒီဘာသာတစ်ခုကိုဒီပညာတစ်ခုကိုလေ့လာနေမှဆိုတော့ဒီကာလတစ်ခုကတင့်တွတ်အားသာချက်တွေများပြီးတော့ကံအခွင့်အလမ်းတွေရရှိလာမယ်ကာလတစ်ခုလို့တော့ပြောလို့ရတယ် ောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေအကန်ဖြစ်ပါတယ်အဲ့တော့အခြေအကန်အနေနဲ့ကကြတော့အခြေအမတော့ဒီကာလာတဲ့ကရီးစားဟောင်းချစ်သူဟောင်းအဲပြီးတော့ကိုစီပြန်လာတာမျိုးချစ်ခွေကိုကိုကကိုနဲ့ကွာအရင်လမ်းခွဲပြီးသားတဲ့ချစ်သူတွေကိုစီပြန်ရောက်လာတာမျိုးလေးတွေရလာဖို့ရှိပါတယ်ပို့ပြီးတော့လေပြောရတော့ဟိုအဟောင်းနေနဲ့ပတ်သက်ပြီးတော့ကန်စတာတွေပြန်ပြီးတော့ဟိုတဖန်ပြန်ကောင်းလာတာမျိုးလေးတွေလည်းပေါ်လာဖို့ရှိပါတယ်အဲဒါမှမဟုတ်တခုရှိတာကကိုကိုတိုင်ကတေချာရွေးချယ်ပြီးတော့ပဲကိုကဟို ရယူမလားဒါမှမဟုတ်ရင်ပဲကိုကဟိုဒီတိုင်းပဲသွားမလားဆိုတဲ့ဟာကကိုရဲ့ရွေးချယ်မှုကမူတည်တယ်ဒါပေမဲ့နောက်တစ်ခုရှိတာကကြတော့လူကြီးသူမတွေနဲ့နည်းနည်းလေးကတော့ကဆဖြစ်စရာလေးတွေစကားများစရာလေးတွေကြုံရတတ်ပါတယ်ကဲနောက်တစ်ခုအနေနဲ့ကကြတော့ဂျမ်းမာအီကန်ဖြစ်ပါတယ်အဲ့တော့ဂျမ်းမာအီကန်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဂျမ်းမာအီမှာ အစာမဆေးမတာမျိုးတွေဖျားနာတာမျိုးတွေအပူရှက်တာမျိုးလေးတွေကြောင့်ဆေးဥစေကံမကြာခဏသွားနေရတတ်ပါတယ်ကြည်ကြည်မမမျိုးတော့မဟုတ်ပေမဲ့မကြခဏဆိုလိုအဲ့လိုမျိုးအញ្ញံလေးတွေကြောင့်စိတ်ုံစိတ်ကဲသွပြရတာမျိုးတွေငွေကုန်ကြီးကြများနေတာမျိုးတွေတုံတွေးရတတ်ပါတယ်ဒါကတော့ကန်စရာလေးနဲ့ပတ်သက်ပြောပြတာဖြစ်ပါတယ်အဲ့တော့ကန်စရာလေးပြောပြတဲ့နောက်မှာတော့ဒီဆောင်ရဆောင်ရလေးတွေနဲ့ပြုတ်လို့ပေးရမယ့်ရေတရာလေးကိုပြောပြရမယ်ပြုတ်လို့ပေးရမယ့်ရေတရာလေးနေတဲ့ကကြတော့ကိုယ့်ရဲ့နီးစက်ရဖျားပေါ့နော်ကို ကိုအိမ်ဘဝင်းညမှာရှိတဲ့ဖရားဖြစ်ဖြစ်နေဆက်ဖရားမဖြစ်ဖြစ်ဘာလေးလူပေးရမလဲဆိုတော့ထီးပြူလေး၂၁လက်လူလေးပေးမယ်လူရန်ပေးရမယ်လူရန်ကကြရင်လည်းကိုယ့်ရဲ့ကင်ဆာအញ្ញံလေးတွေပျောက်ကင်းသွားပါစေဆိုပြီးတော့ဆူတောင်းပြီးတော့လူပေးတာကပို့ပြီးတော့အားသာချက်တွေပို့ရှိလာပါလိမ့်မယ်ကံခွန်လန်းလေးတွေလည်းမကြခင်မှာပြန်လဲရောက်ရှိလာပါလိမ့်မယ်ခင်ဗျာကဲဒီတစ်ခါကကြတော့တောက်ကြသားသမီးတွေရဲ့ပြောင်းလဲလာမယ့်ကင်ဆာလေးကိုပြောပြသွားမှာဖြစ်ပါတယ် ကဲတောက်ကြသားသမီးတွေလုပ်ငန်းနဲ့ပတ်သက်ပြီးဘာတွေဖြစ်လာမလဲပေါ့နော်အဲ့တော့တောက်ကြသားသမီးတွေကလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့လုပ်ငန်းထဲမှာပေါ့နော်လက်တလုံးမှာအဲနည်းနည်းလေးပြဿနာလေးတွေကြောက်ကစားဖြစ်စရာလေးတွေစိတ်မကြည်လင်စရာလေးတွေရင်ဆိုင်နေရတတ်ပါတယ်အဲ့တော့စိတ်တောင်းကိုကြည်ဖြစ်နေမဲ့ကံလားတစ်ခုကိုလည်းရရှိနေတတ်ပါတယ်နော်ဒါကတော့လုပ်ငန်းကံလေးပေါ့နော်ဒုတိယကံစရာအနေနဲ့ကကြတော့ကိုယ့်ရဲ့ပေါ့နော်ဒီအဆက်ဆက်ရေရဒီငွေချင်းနဲ့ပတ်သက်ပြီးတော့ ဝေကုံကြေးကြလေတွေများမယ်ဒါပေမဲ့စိတ်မပူပါနဲ့မကြခင်မှာတင့်အတွက်ပေါ့နော်ရပောက်ရလမ်းမျိုးတွေအဲပြီးတော့မိဘစီကမပွေးရတာမျိုးအမွေရတာမျိုးပြီးတော့ကိုယ့်ရဲ့ရပိုင်ငွေတွေရလာမယ်ကာလာတစ်ခုငွေကြေးနဲ့ပတ်သက်ပြီးကင်ဆာတွေကောင်းမွန်လာမယ်ကာလာတစ်ခုကိုကြုံလာရပါမယ်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ဒီကာလာထဲမှာကိုကပညာရေးနဲ့ပတ်သက်ပြီးတော့ကိုကသင်တန်းတက်ဖို့စဉ်းစားထားတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကိုကသင်တန်းတက်ဖို့အတွက်ရည်ရထားတယ်ဆိုတော့မကြခင်မှာသင်တန်းတက်ရဖို့ရှိပါတယ်ဒီတစ်ပတ်တာကာလာထဲမှာသင်တန်းကိစ္စတွေအထမ်းမြောက်လာမယ်အစီပြီးလာမယ်ကိုရဲ့ငွေရပြပြလူအပြပြကိုကူညီလိုနေတဲ့ကိစ္စကလာပြီးတော့ကူညီပေးမဲ့လူမျိုးတွေရဲ့အကူအညီနဲ့ပညာရေးကိစ္စတာကပုံမကောင်းမှလာပါလိမ့်မယ်နော် ောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေခံဖြစ်ပါတယ်အဲ့တော့အခြေခံနဲ့ပတ်သက်ရင်တော့အခြေမှာတော့ရွေးချယ်စရာများတဲ့အခြေမျိုးတွေကိုရရှိနေလိမ့်မယ်ကိုဘက်ကဟိုပြောရင်တော့အရင်စိတ်မပါဘူးဆိုပေမဲ့ကိုယ့်စီကိုရောက်လာတာမျိုးတွေအမျိုးမျိုးသောကိစ္စတွေနဲ့ကိုနဲ့တိုက်ဆိုင်တာမျိုးတွေတွေ့ဆုံရတာမျိုးတွေအခြေမှာစမ်းပွင့်လာတာမျိုးတွေလည်းရလာဖို့ရှိပါတယ်အခြေခံစရာလေးကတော့ ကောင်းတဲ့ဘက်ကိုတော့ဥတီလာပါပြီဒါပေမဲ့တခုရှိတာကကိုဘက်ကအာကိုစိတ်ကအစင်ပြေပြီးတာကိုတကယ်ရွေးချယ်မှာလားအဲ့ဒါတွေကတော့ကိုကိုကိုပြန်လဲပြီးသုံးသပ်ဖို့လိုအပ်လိမ့်မယ်အဲတေချာလေးစိတ်အေးလက်အေးနဲ့ပဲရွေးချယ်မယ်ဆိုတော့ကိုထွက်ရေရှိကန့်ညီတဲ့လက်ထွက်ဖို့မျိုးကိုရရှိလာမယ်ကာစတာတခုဖြစ်ပါတယ်နော် နောက်တစ်ခုအနေနဲ့ကကြတော့ဂျမ်းမာအီကန်ဖြစ်ပါတယ်အဲ့တော့ဂျမ်းမာအီကန်နဲ့ပတ်သက်ပြီးရောက်မှဆိုတော့ဂျမ်းမာအီမှာတော့လီတို့လီအောင်နာမျိုးတွေပြီးတော့ရားနာပြစ်တာမျိုးတွေအလက်ဂျစ်ပြစ်တာမျိုးတွေကြောင့်ဂျမ်းမာအီရွှေချောင်မှုလေးတွေကြောင့်အတက်ပါတယ်နောက်တစ်ခုကကြတော့ဟိုအခက်မသိလို့ပေါ့နော်ခြေကျော်ကြတာမျိုးအမြင့်ပေါ်ကားတွေကျုပ်ကြတာမျိုးအဲ့ဒါမျိုးလေးတွေကြောင့်ဒီနယ်လီထိခိုက်မှုလေးတွေသွေးတဲ့ဆိုင်ရုပ်ဖြစ်စရာလေးတွေကြောင့်အတက်ပါတယ်သတိထားပြီးဖို့လိုအပ်ပါလိမ့်မယ်ဗျာ ဒါကတော့ပြုတ်လို့ပြရမယ်ဟိုပြုတ်လို့ပြရမယ်ကန်စတာလေးဖြစ်ပါတယ်ကိုယ့်ရဲ့ဒီကန်စတာအရပေါ့နော်ဆောင်းဝန်ဆောင်းဝန်လေးနေနဲ့ပြုတ်လို့ပြရမှာကကြတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာကိုယ့်အနေနဲ့ပေါ့နော်ဒီပြောင်းမှုပေါက်ပေါက်လေးပေါ့နော်ပြောင်းမှုပေါက်ပေါက်လေးတပွဲကိုလှူဒန်းပေးပါလှူဒန်းတဲ့ခါကျရင်လည်းကိုယ့်ရဲ့ကန်စတာလေးတွေပုံမကောင်းမလာပါစေကန်ညက်လေးတွေကန်ကန်အခက်ခဲအနောက်ချက်လေးတွေပြောဘာသွားပါစေဆိုပြီးစတောင်းပေးပါဆိုတော့မကြခင်မှာပြန်လဲကောင်းမလာပါလိမ့်မယ်ကန်စတာကောင်းမှုလေးတွေရရှိပိုင်ဆက်လာပါလိမ့်မယ်နော် ကဲအဲ့ဒါဆိုနောက်ဆုံးကြံတဲ့ဒီစနေသားသမီးတွေရဲ့ပြောင်းလဲလာမယ့်ကန်စရာလေးကိုဆရာကပြောပြသမှာဖြစ်ပါတယ်။အဲစနေသားသမီးတွေကတော့ဘယ်လိုမျိုးကန်စရာပြောင်းလဲလေးတွေဘယ်လိုမျိုးကန်အကျိုးကွေတွေရှိမလဲ။ကဲကြည့်လိုက်ရအောင်။ ကဲစနေသားသမီးတွေရဲ့ဒီပေါ့နော်အလောက်ကန်နဲ့ပတ်သက်ပြီးရောက်မှဆိုတော့လုပ်ငန်းပိုင်းမှာစင်းစရာတွေဆိုင်းဆရာန်ကိစ္စတွေကြောင့်လည်းလည်းစိတ်ပူပန်စရာတွေဖြစ်ရှင်းရတာမျိုးတွေပုံကိုရှင်းနေရတာမျိုးတွေဂျုံတွေရတတ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးသတိထားပေးဖို့တော့ကာလာကောင်းတစ်ခုဖြစ်တယ်သတိဝရိယလေးနဲ့ပေါ့နော်သွားသတိလာသတိကိုယ့်ရဲ့လုပ်ငန်းကွင်ကိုယ့်ရဲ့အလုပ်လုပ်တဲ့ဒီလုပ်ငန်းပိုင်းမှာအဆက်ဆက်ရာသတိထားပေးဖို့တော့လိုအပ်မဲ့ကာလာတစ်ခုဖြစ်ပါတယ်နော် ်ကဲဒုတိယကံစရာအဲ့တော့ငွေကြေးကံနဲ့ပတ်သက်ရင်တော့ငွေကြေးကံကတစ်ဘက်ကဝင်ပြီးကျန်တစ်ဘက်ကပြန်ထွက်နေနေမယ်ငွေဝင်ပြီးတော့ကျွေးတင်နေတဲ့ကာလတစ်ခုကိုရောက်ရှိနေတတ်ပါတယ်ငွေသုံးလက်ဖွာနေတာမျိုးတွေအဲမလိုအပ်ပဲငွေသုံးတာမျိုးတွေတော့လောလောဆယ်မှာရှောင်ပြီးပါသတိထားပြီးပါနော် နောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ပညာရေးကံစတာအဲ့တော့ပညာရေးပိုင်းနဲ့ပတ်သက်ရင်တော့ဆရာကောင်းတမားကောင်းတွေပြောတာကိုနားမထောင်ပဲနဲ့ကိုကိုတိုင်ပေါ့တော့ထင်ကြီးနဲ့သွားတဲ့အရာမျိုးလေးဒီမှာအခက်ခဲတွေအနှောက်အယှက်တွေနဲ့ကြုံရတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဆရာကောင်းတမားကောင်းတွေရဲ့ပြောရင်တော့လမ်းညွန်မှုတွေအကြံဉာဏ်တွေကိုလိုက်နာပါသူတို့ပြောတဲ့အတိုင်းသွားပါအဆက်ဆက်ရအစီအပြေလိမ့်မယ်အဲ့လိုမျိုးပဲနဲ့ကိုကိုထင်ရကိုသွားမယ်ဆိုရင်တော့ပြောရင်တော့အားသာချက်တဲ့ဆိုင်တော့စိုးရုံမှုတွေတွေအားနည်းချက်တွေကြုံရဖို့ရှိပါတယ် ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေခံသတ္တဖြစ်ပါတယ်အဲ့တော့အခြေခံသတ္တနဲ့ပတ်သက်ပြီးပြောမယ်ဆိုတော့အခြေပိုင်းမှာတော့ပူလာမှုလေးတွေစိတ်သောကဖြစ်စရာလေးတွေကြုံရတတ်ပါတယ်ဘလိုမျိုးနဲ့ပတ်သက်ပြီးတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေအဲတယောက်နဲ့တယောက်အမြင်မတူတာမျိုးလေးတွေတယောက်နဲ့တယောက်ပေါ့နော်အဲ့လိုမျိုးကိစ္စလေးတွေကြောင့်အဲစကားများစရာလေးတွေအဲ့လိုမျိုးကြောင့်ဟိုပူလာမှုလေးတွေနဲ့ရင်ဆိုင်နေရတတ်ပါတယ်ဒါကတော့အခြေအနေနဲ့ပတ်သက်ရင်တော့ဒီကာလကကံခေပြီးတော့စိတ်ပင်ပန်းမှုလေးတွေများနေမဲ့ကာလတစ်ခုကိုရောက်ရှိနေတတ်ပါတယ် ကဲနောက်ဆုံးတစ်ခက်နောက်ဆုံးတစ်ခက်အနေနဲ့ကကြတော့အဲကိုယ့်ရဲ့ကျမ်းမာရေးကံအဲ့တော့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျမ်းမာရေးမှာအဲဒီလိုသွေးတို့ယောဂါတို့သွေးနဲ့ပတ်သက်တဲ့ယောဂါမျိုးလေးတွေအဲအာယုံကြောင့်နဲ့ပတ်သက်တာမျိုးလေးတွေခေါင်းမူခေါင်းကိုက်တာမျိုးလေးတွေကြောင့်ကျမ်းမာရေးချူချာနေတတ်ပါတယ်အထူးသဖြင့်တော့ရေလန်းခီးသွားတာမျိုးလေးတွေလုံးဝလုံးဝရှောင်ပြီးပါအသက်အန္တရာယ်နဲ့ပတ်သက်ပြီးတော့ထိခိုက်မှုတွေတွေကြောင့်အတတ်ပါတယ်ဒါတွေကတော့ကျမ်းမာရေးကံစရာလေးဖြစ်ပါတယ် ဲ့တော့ကန္တရာတွေပြောပြတဲ့နောက်မှာတော့ပြုတ်လုပေးရမယ့်ရတရားလေးကိုဆရာကပြောကြပြသဖြစ်ပါတယ်အဲ့တော့ပြုတ်လုပေးရမယ့်ရတရားအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ဖျားမှာဓမ္မမုံနီးစက်ရဖျားမှာဒံပေါင်းစွန်းလေးတစ်ပွဲလူတန်းပြီးတော့အဆတ်ဆတ်ရအစင်ပြောင်းကန်ညက်ညီရောပါသောအောင်ကန်ခွန်းလန်းတည်ပြီးပို့ပြီးတော့ကောင်းတဲ့ကောင်းမွန်လာအောင်ဆူတောင်းပေးပါဒါလေးကတော့စနေသားသမီးတွေအတွက်ပြုတ်လုပေးရမယ့်ရတရားလေးဖြစ်ပါတယ်အဲ့တော့စနေသားသမီးဖြစ်တဲ့အတွက်စနေနေ့မနေ့9:45အချိန်လေးမှာလူတန်းပြီးပါအစင်ပြပါလိမ့်မယ်အဆတ်ဆတ်ရကန်ကောင်းမှုလေးတွေရရှိလာပါလိမ့်မယ် ကဲဒီတစ်ပတ်ကတော့ဒီလောက်နဲ့ပဲလုံးဆက်လိုက်ပါရစေ။နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာမတူညီတဲ့နေသားတွေရဲ့ပြောင်းလဲလာမယ့်ကန်စရာလေးကိုပြောပြသွားမှာဖြစ်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ပါမယ်။